ဆိုတော့ဒီနေ့ကျွန်တော်တို့စာသုံးတဲ့ခေါင်းစဉ်ထဲမှာလေရေတွင်းအနီး၌တွေ့တော်သူသမီးရဲ့အဲ့ဒီသူသမီးကရပက်ခါရဲ့အတ္တတာကိုလေရည်ထားတဲ့အခါမှာရှိမှလည်းစီစဉ်ခဲ့ပါပဲသူဟာယောက်ျားနဲ့မဆက်ဆံသေးဘူးတဲ့အပြိုကညာဖြစ်တယ်တဲ့သူရဲ့အလွန်အစင်လာဒီကိုတဲ့ဘန္နာဆူမြင်နေရပက်ခါရဲ့အတွင်းအလကို အပြင်၌မြင်ရခြင်းဖြစ်တည်အာမင် ဒီထဲမှာအတွင်းအလားတဲ့နော်ဒီထဲမှာရေးတာခွန်းရှေ့မှာလည်းပြောပါပြီကျွန်တော်တို့ရဲ့အတွင်းအလားကအရန်အရေးကြီးတယ်ဥပမာလေးကျွန်တော်တခုပြောချင်တယ်ကျွန်တော်တို့နော်တက်ကတူတက်တဲ့အခါမှာလေဖာစီယာပေါ့ပထမနေ့ရောက်တဲ့အခါဘာလုပ်ကြလဲဆိုရင် အလမေရွေးကြတယ်နော် queen တို့အဲအဲ့ဒါရွေးကြတယ် ဟာတအားလာတဲ့သူကိုအလုံးကမဲပေးရတယ်လीเนาะမဲပေးတဲ့အခါဘာဖြစ်လဲဆိုတော့တကယ်လည်းလာကြပါတယ်เนาะအပြစ်မှာကြီးလိုက်လှပါတယ်ဒါပေမဲ့တခါလေကြတော့သူတို့တွေကအဲ့ဒီနမဲလေးရတာနဲ့ဟဲ့ငါအလမဲပါဆိုတာနဲ့ဘာဖြစ်လဲမာနတွေဇွတ်ကြီးတော့လीကြီးလေးလေးကြီးလေးလေးအော်အကြီးတန်လာတယ်เนาะအရင်တော့ကလာတဲ့အလားလေးပျောက်ကုန်တာအော်ဒီလောက်လာတယ်လို့ဆိုတာရတော့ပျောက်ကုန်လာတယ်သိလားဘာကြောင့်လဲဆိုတော့ ူ့ရဲ့အသွေးအလှကလေမာနာကြီးတာထောင်လွားတာတွေကဟာနည်းနည်းလေးစကားပြောရင်တောင်မှတစ်ခါလေကြိုက်ရင်ဒီသူ့ရဲ့အသွင်းထဲမှာရှိတဲ့အရာတွေကလေအချီးတန်တဲ့ဥစ္စာမြင်ရတဲ့ခါကျတော့ဟဲ့လှနေတဲ့အပြင်ကလေဘာဖြစ်သွားလဲဆိုမိမ့်မိန်သွားတာမိမ့်မိန်သွားတာဖြစ်တတ်တယ်နော်အဲ့ဒါနောက်တစ်ယောက်ကျွန်တော်မြင်ဘူးတဲ့နောက်တစ်ယောက်ကဘာလုပ်လဲဆိုတဲ့အခါမှာအပြင်မှာကြီးလိုက်ရင်လေစိတ်ဝင်စားစရာလည်းမကောင်းအသားကလည်းခက်မဲမဲပဲ ။အိုးလူအနေနဲ့ကြည့်ရင်တိတ်အဆင်မပြေ။ဒါပေမဲ့အဲ့ဒီပုံကိုကလေသူနဲ့စကားပြောလိုက်ကြည့်။ဟာတကယ်ကိုပဲခုနရပက်ခါရဲ့အတ္တတွေ့ရတယ်နော်။တကယ်တမ်းကျောက်ရပက်ခါကိုလာတောင်းတောက်တာသူတခါမှမမြင်ဘူးတာ။ဒီမှာလေးရေးထားတယ်ဒီလူစိမ့်နဲ့လူစိမ့်လူစိမ့်ကရီလန်းတောင်းတောက်တာအဲ့ဒီဒစိမ့်ကိုပါပြောလေသခင်တဲ့တောက်ပါတဲ့ အရှင်အဲအဲ့လိုသူ့ရဲ့နှလုံးသားကလေအိုးကြည်ပြီးမှလေဒါကြောင့်အဲ့ဒီ Rebecca ရဲ့အသက်တောင်ကြီးတဲ့အခါမှာဘာရှိတယ်လဲဆိုရင် kindness တဲ့ kindness ဆိုတာကကျင့်နာတနာတတ်တဲ့နှလုံးသားအိုးဒီတယောက်ရေစာနေတယ်အိုးသူ့ရဲ့အသက်တာမှလေတောက်ပြရစေသူပင်ပန်းရင်ပင်ပန်းမစေပေါ့အဲ့ဒီ kindness အေးပြီးတော့ဘာဖြစ်ဘာရှိလဲဆိုရပက်ခါရဲ့အသက်တမှာ hospitality အဲ့ဝတ်ကြည်တယ်အဲ့ဝတ်ကြည်တယ်နော်အဲ့ဝတ်ကြည်ပြီးတဲ့အခါမှာ तू ဘာလုပ်တတ်တယ်လဲဆိုတဲ့အခါကျတော့ तू ဟာတဲ့ပြီးတဲ့အခါမှာ service အစီခံတတ်တယ်ရိုးရိုးလေးကျွန်တော်ပြောပြမယ်ကျွန်တော်လေး sister emily ကိုကြိုက်သွားတာတခြားမဟုတ် sister emily နဲ့လေအိုးသူနဲ့တွေ့တဲ့အခါမှာဘလို့ပြောမလဲဆို သူ့ရဲ့နှလုံးသားကလေတော်တော်လေးကျွန်တော်ကိုဆွဲဆောင်သွားတာအဲ့ဒါသူ့နှလုံးသားရဲ့လှပခြင်းပေါ့နော်ဒါလည်းဖရာသခင်သူ့ကိုထဲထားပြီးတဲ့အရာပါဒါကြောင့်ဒီနေ့ကျွန်တော်တို့အသင်းတော်မိသားစုအင်္ဂါဝင်ထဲမှာဒီနေ့ကျွန်တော်တို့ကိုကြွေးမွေးတဲ့ဒီရပက်ခါရဲ့အတွင်းအလှပေါ့အာအဲ့ဒါအရန်ရည်ကြီးတယ် အဲ့ဒီအတွင်းအလှကဒီနေ့ကျွန်တော်တို့ကိုဘာလုပ်ပေးနေလဲဆိုရင်ဖယားကတစားစင်ပေးနေတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ပင်ကို အလှကဘာလဲဆိုရင် အာတာရှိတယ်။မမာနာရှိတယ်။မကောင်းမကောင်းကျွန်တော်တို့ရဲ့ပင်ကိုစိတ်နှလုံးကအတွင်းကဒါပေမဲ့အခုကျွန်တော်တို့ကိုဖယားဘာလုပ်တယ်လဲဆိုတဲ့အခါကျတော့သူကိုယ်တိုင်က ကျွန်တော်တို့ရဲ့အသက်တာမှာသူ့ရဲ့အလှနဲ့ကျွန်တော်တို့ကိုတစားစင်ပေးတယ်။အာမင်။ဒါကြောင့် ဒီနေ့ကျွန်တော်တို့ရဲ့အတ္တဓာတ်မှာအဲ့ဒီခုနပြောတာပေါ့ကျွန်တော်တို့ရဲ့အတ္တမှာ kindness ပြီး hospitality ပြီးတဲ့အခါမှာ service ဒီအရာတွေကဘာကိုလဲဆိုတဲ့အခါကျတော့ Rebecca ရဲ့အတ္တမှာဒဇိန်ကိုသူက အစိတ်ခံတာပြီးအဝတ်ကြေတာမှဆက်ပြီးဒါကြောင့်ကျွန်တော်တို့ကလေအသင်းတော်ထဲမှာရောက်လာတဲ့ဘသူပဲဖြစ်ဖြစ်ကိုတိတိဖြစ်ပါစေမတိတိဖြစ်ပါစေဘဲလူပဲအမျိုးစားပဲဖြစ်ပါစေဘသူပဲရောက်လာပါစေပါ ျွန်တော်တို့ကလေခရစ်တော်ရဲ့တို့သမီးတယောက်အနေနဲ့လူတိုင်းကိုကျွန်တော်တို့ကလေမေတ္တာပြဖို့ရှိတယ်။အာမင်။ကိုတီးတဲ့သူကိုပဲအစကားလေပေါ်ပြီးမှတခါမှလည်းမမြင်ဘူးတဲ့သူကိုကိုယ်ကလည်းဂရုမစိုက်အဲ့လိုမလုပ်ရအောင်ကျွန်တော်တို့ကဘလို့ပဲရောက်လာပါစေအထူးတဖြင့်လူစိမ်းရောက်လာရင်တောင်ပိုးပြီးမှကျွန်တော်တို့မေတ္တာပြဖို့ရှိရ။ဘာကြောင့်မို့လဲ။လူစိမ်းရောက်လာတဲ့အခါမှာသူ့နဲ့ဘလို့ကိုမှတိတာလည်းမို့အဲ့ဒီသူပိုးပြီးမှကျွန်တော်တို့က အဲ့ဝကြည်ဖို့လိုအပ်တယ်သခင်ရဲ့မေတ္တာနဲ့အာမင်ဒါကြောင့်အဲ့ဒါကိုမြင်တဲ့အခါမှလေးဩကြည်စမ်းစူးစမ်းနေတာနော်စူးစမ်းနေတာနော်တကယ်ပဲသခင်စီလွတ်လိုက်တဲ့ဘန္တာဆိုးကကြည်နေတာစူးတောင်းထားတာနဲ့ကွက်တိကြည်စမ်းသူတောက်ဖို့အတွက်ပဲပေးတာမဟုတ်ဘူးဒီမှာကလောက်ဆယ်ကောင်အိုးချွေးတီချွေးပေါက်နဲ့ပင်ပန်းမှာပဲမြင်တယ် နှုတ်ကပတ်တော်ထဲမှာကျွန်တော်အခောက်ခောက်ခါခါဖတ်တယ်။သူကရေတိုက်တာ။မင်းကျွန်တော်ကလေဟိုလိုက်ဖတ်ကြည့်သေးတာ။တခြားလူကူညီလားဆိုမရေးထားဘူးနော်။သူပဲတိုက်တာအဲ့ဒါရေးထားတာခါမှာ။အော်ကြည်စမ်းလို့ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတဲ့အသင်းတော်ကိုကျွန်တော်ပြန်မြင်ကြည့်တဲ့အခါမှာအော်လို့ကြည်စမ်းလို့နော်။ပြင်းရတဲ့သူကတော့မရှိဘူးနော်။အသင်းတော်ထဲမှာကော ကြီးတာငယ်တာမရွေးဘူးဘာဆွဲမလဲနော်အားလုံးကအစင်တဲ့တခင်ဖျားကိုချီးမွမ်းတယ်ဒီနေ့ကျွန်တော်တို့တခင်ရဲ့အိမ်တော်ထဲမှာရောက်လာတဲ့အခါမှာနေ့တိုင်းမှာကျွန်တော်တို့အသက်ရှင်ထဲမှာဒီနေ့တော့ကျွန်တော်တို့ကလာပြီးမှအလမဲလာပြတာမရှိဘူးလေနော်အတင်းတော်တဲ့အော်မလားအလမဲလေးလာပြလိုက်နဲ့လစ်တော်လိုက်တာအဲ့ကျိုးမရှိဘူးကျွန်တော်တို့တယောက်ချင်းစီတိုင်းကဘာလဲဆိုရင်တယောက်ခုနပြောတယ် ဒီမှာကြည့်ပေးတဲ့ဥစ္စာလေးရွှေနှစွဲတဲ့နော်အဲ့ဒါပေးတယ်တဲ့ပြီးရင်တဲ့ဘာပေးတည်လဲဆိုတဲ့ခါကျရွှေလက်ကောက်အဲ့ဒါရည်ရွယ်ချက်ရှိတယ်ဒီမှာကျွန်တော်ပြန်လေရယူခြင်းမှာ ဖတ်တဲ့အခါမှာလေကျွန်တော်နည်းနည်းလေးဖတ်ချင်တယ်နော်ရွှေဒီတဲ့ဖရားတဘောတဘာဝကို ပုံဆောင်တယ်တဲ့နှစွဲဟာတဲ့ဝိညာဉ်တော်ရဲ့အစပြုတ် အစပြုပြီးမှစုကျေစုကိုပုံဆောင်ကားတဲ့၎င်းဒီကျွန်တော်တို့ရဲ့ထောင်ဝရဝီစုဖြစ်တော်တဲ့ဖယားတခင်ရဲ့တစိ့အာမခံနဲ့ကြိုတင်မီးဆိုင်ရခြင်းတီးဟုတော်ဝိညာဉ်တော်ကိုတော်တိုင်ဖြစ်တယ်တဲ့အဲ့ဒါနော်ခုနပြောတဲ့တစိ့ဆိုတာရွှေနှစွဲပြီးရင်အောက်မှာပါလဲဆိုတဲ့ခါကျတော့အာနည်းနည်းဆက်ဖတ်လိုက်မလို့နှာခေါင်းရဲ့လှုပ်ဆောင်ချက်ကအနံ့ခံဖို့အတွက်ဖြစ်တယ်တဲ့ရပက်ခါရဲ့နှာခေါင်းနိုင်တဲ့ နှစ်ဆွဲကိုတတ်ဆင်ပေးထားခြင်းဟာတဲ့ဝိညာဉ်ဆိုင်ရာအရာသူမဤအနံ့ခံတော်လှုပ်ဆောင်ချက်တည်ဖျားတဘောတဘာဝအားဖြင့်ဖမ်းမိခံရပြီးဖြစ်ကြောင်းပုံဆောင်တယ်တဲ့။အော်တခင်ယေရှုကတော့ကိုချစ်ပါတယ်။ပြင်ခုနပြောတဲ့နော်ရွှေလက်ကောက်ပြီးတဲ့ဥစ္စာလက်ဒီတဲ့အလုတ်လုတ်ခြင်းအတွက်ဖြစ်ပါတယ်တဲ့။ရပက္ခာဤလက်တို့၌တဲ့လက်ကောက်တို့ကိုဝစ်စင်ပြီးခြင်းမှာတဲ့ခရစ်တော်ရဲ့ကိုယ်ခန္ဓာ၌အစီခံခြင်းအတွက် ဖျားဆိုင်ရာလှုပ်ရှားလှုပ်ဆောင်ချက်ကိုလက်ခံရရှိခြင်းကိုပုံဆောင်ဒီနေ့ကျွန်တော်တို့ရဲ့လက်ကျွန်တော်တို့ရဲ့ခြေတော့ကျွန်တော်တို့ရဲ့အသက်တာတစ်ခုလုံးကခရစ်တော်ရဲ့ကိုခန္ဓာထဲမှာ serving ဆိုတဲ့ကျွန်တော်တို့သူ့ငန်းတူတာနဲ့အင်္ဂါဝင်အချင်းချင်းကဘာလို့ဖို့လွားလဲဆိုရင် serve အစေခံတော့အသက်တာခုနပြောတဲ့အဝတ်ကြေတော့အသက်တာရှိဖို့လိုအပ်တယ်အာမင်အဲ့ဒါပါလေဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအထယ်ထဲမှာ ရွှေเนาะရွှေနှဆွဲနဲ့ရွှေလက်ကောက်ကိုပေးခြင်းဖြစ်တယ်အာမင်တခင်ပြာကိုရောကိုကြည်စုတင်တယ်ဒါကြောင့်ရှင်ပေါလုကသူကိုယ်တိုင်ပါပြောလဲဆိုရင် ခရစ်တော်ရဲ့အကျဉ်းခံရသူ prisoner of christ လို့ခေါ်တယ်ခရစ်တော်အတွက်ကြောင့်အကျဉ်းခံရတာခရစ်တော်အတွက်ကြောင့်ပင်ပန်းဆင်းရဲခံရတယ်ဒုက္ခခံရပြီးမှသူ့အနေနဲ့လှုပ်ရှားเนาะတခင်နာမဖို့လုံကလှုပ်ရှားလှုပ်ဆောင်တာခုနကျွန်တော်တို့ဖတ်ခဲ့ပြီးတဲ့အတိုင်းပဲအာမင်ဒါကြောင့်အခု ကျွန်တော်တို့ဒီဘက်ကိုနောက်တစ်မျက်နှာရောက်လာတဲ့အခါမှာဘာတွေ့ရလဲဆိုအဲ့ဒီတထိုးတမီးကိုလည်းပဲထပ်ပြင်ဆင်ပေးပါသေးတယ်တဲ့နော်လက်ဆောင်တွေပေးရမကဘူးနော်ခုနအဲ့ဒီအောက်မှာခရစ်တော်ရဲ့တထိုးတမီးကိုစင်မြန်တော်တစားများတဲ့ဩအများကြီးပဲကဲချီးမွမ်းခြင်းအဝတ်တစားချီးမွမ်းခြင်းလို့ပြောရင်တစ်ခါလေကြိုက်ရင်ကျွန်တော်တို့လေအာမလီသူရိယာရီမျိုးစုံရှိမှ အမလီဆိုတဲ့သူတွေတော်မှကောင်းမှမျက်မှောက်တော်ထဲရောက်တယ်ဟိတ်အမလီပြောတတ်ကြတယ်နော်ကျွန်တော်တို့အမလီဒီဖျားချောင်းသွားလိုက်မှမျက်မှောက်တော်ရောက်တယ်တဲ့အဲ့ဒါမျက်မှောက်တော်ရောက်တာမဟုတ် तू ကြားကျင်တဲ့ music ကြားလို့အဲ့ဒါ तू စိတ်အယတာပြေလို့အဲ့ဒါ तू ပြောတာမျက်မှောက်တော်က music နဲ့သွားတဲ့ကိစ္စမဟုတ်မျက်မှောက်တော်ကဝိညာဉ်နဲ့သွားတဲ့ကိစ္စ စိတ်နဲ့သွားတဲ့ကိစ္စကဘယ်မှာပဲရောက်သေးတယ်လဲဆိုရင်တန့်ရှင်းရဌာနဂန္ဓာရအဲမှာပဲရှိသေးတာအတွင်းဆုံးခံမရောက်သေးနော်ကျွန်တော်တို့စားသုံးခဲ့တဲ့နှုတ်ကပတ်တော်အတွင်းဆုံးခံမရောက်အတွင်းဆုံးခံရောက်တာက in spirit ဝိညာဉ်နဲ့ပဲအဲ့လိုပြောလို့ကျွန်တော်တို့ဟိုဟိုမတီးခတ်ခြင်းမရှိရဘူးတီးဆိုခြင်းမရှိအောင်လုံးဝမဟုတ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထမှာချီးမွမ်းခြင်းအဝတ်တစားဆိုတာကကျွန်တော်တို့နေရာမယွေ ျွန်တော်အချိန်မရွေးအိမ်မှာလည်းချီမွန်လို့ရတာပေါ့လက်မှတ်ပေါ်မှာလည်းချီမွန်လို့ရတခါလီကျရင်ကျွန်တော်ကသိတယ်မလားလူတွေရှိမှအမလေးတခါတည်းပဲနော်ကျွန်တော်ရဲ့အတ္တအထဲထဲမှာလေကိုယ့်ကိုစုကြည့်စုပေးတယ်ဆိုရင်ဘာဝင်ပါကိုယ့်ကိုအဲ့ဒီနေရာမှာစုကြည့်စုမတချို့ကလေအပေါက်လမ်းကိုမတည့်တာဘယ်ချိန်ဝင်လို့ဝင်ရမှမသိဘယ်ချိန်ထွက်လို့ထွက်ရမှမသိအဲ့ဒါတော့မှဘာဖြစ်လဲလူရှိမှထက်ချင်သေးတာအော်တခါလေကြတော့လေ သိတယ်မလားအော်ဘလို့ပြောလို့ပြောရကောင်းမှလည်းမသိဒါကြောင့်မို့ဒီနေ့ချီးမွမ်းခြင်းတစားလို့ပြောတဲ့ခါမှာအပေါ်သက်မှမဟုတ်ဘူးကိုယ်အိမ်မှာချီးမွမ်းလို့ရတယ်ထပ်ပြောလိုက်မယ်နှုတ်ကပတ်တော်ထဲမှာချီးမွမ်းတဲ့သူတွေလေအော်ပေါ်လူနဲ့တီလာကျွန်တော်တို့ဘယ်မှာချီးမွမ်းကြလဲပြောပါဦးစင်ပေါ်မှာလားဘယ်ဟုတ်ပါမလဲဂီတာနဲ့လား drum တွေနဲ့လားနော်ကျွန်တော်တို့ထိတ်ခတ်ထားတယ်တဲ့တန် တန်ကွင်းနဲ့ထိတ်ခတ်တာပြချမ်းချမ်းနဲ့ဒါလည်းတွားရတာဘာမှမရှိဘဲလူမှမရှိဘဲပရိသတ်မှမရှိဘူးကဲလာဟေးတဲ့ထောင်ဆိုတာကတချင်းဆိုလို့ကောင်းတဲ့နေရာမဟုတ်ချင်းမလို့ကောင်းတဲ့နေရာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒါတီးဖို့လိုအပ်တယ်ဒီမှာပြောတဲ့ချင်းမွန်ချင်းအဝတ်တစားဆိုတာကနေရာမရွေးဘူးအချိန်မရွေးကျွန်တော်တို့ကဟိုမှာတည်တယ်မလားဒီလိုနေရာရောက်မှဒီလိုအချိန်မှရောက်မှ ဟုတ်ဘူးဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတို့သမီးကိုဝတ်ဆင်ပေးတဲ့ချီးမွမ်းခြင်းအဝတ္တစာအိမ်မှာချီးမွမ်းလို့ရတယ်လမ်းမှာချီးမွမ်းလို့ရတယ်ကျွန်တော်တို့ရေချိုးနေတဲ့ချီးမွမ်းလို့ကိုချစ်တဲ့သခင်ကိုချီးမွမ်းတာလေအာမင်ဒီနေ့အဲ့ဒါကိုသိဖို့လို့တင့်တယ်ခြင်းအဝတ္တစာခုနပြောပြီးပြီအတွင်းတင့်တယ်ဖို့အရန်ရည်ကြီးတယ်အဲ့ဒီအတွင်းတင့်တယ်ခြင်းကကျွန်တော်တို့အမြဲတမ်းသခင်ယေရှုကိုရောကိုလိုအပ်တယ်ကိုရောရဲ့လှပခြင်း တန့်ရှင်းခြင်းကောင်းမြတ်ခြင်းစုံလင်ခြင်းအဲ့ဒီအရာနဲ့ကျွန်တော်ရဲ့အတ္တဓာတ်တွေထဲမှာကိုတော်ဖြည့်ပေးပါနေ့တိုင်းကျွန်တော်တို့ကဘာလို့ဖို့လို့ဆိုသခင်ရဲ့တဒံပပခြင်းအဲ့ဒါအရန်အရေးကြီးတယ်အဖြစ်ခံဖို့အသွင်လပတင်တယ်ခြင်းနော်နောက်တစ်ခုရွှေဖြစ်ချယ်လေတဲ့အဝတ်တစားတိတ်ကောင်းပါတယ်နော်ဖျားပဂတိတိုးပွားခြင်းကို ပြောခြင်းဖြစ်တယ်ဒီနေ့အဝတ်တစားဆိုတာ ရွှေတိုးပွားတော့သူဖြစ်ဖို့လိုအပ်တယ်။မယုံကြည်သူတွေကရွှေကတ်တာတဘောပေါက်တယ်။ယုံကြည်သူတွေဒီနေ့ရွှေကတ်တာတဘောမပေါက်။အဲ့လိုပြောလို့တခြားတဏှာသွားကတ်တာကိုပြောတာမဟုတ်။မိမိရဲ့အတ္တတာထဲမှာဖျားရွှေကတ်ပေးနေတာကိုပြောတာ။ရွှေဆိုတော့ဖျားရဲ့တဘောတဘာဝနဲ့နေ့တိုင်းရွှေတိုးပွားလာဖို့ရန်ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဖျားကရွှေကတ်ပေးနေတာ။ရွှေဖြစ်ချယ်လေတော့အဝတ်တစား။အာမင်။ အမွေးကြိုင်ဒီအမွေးကြိုင်ကကိုယ့်ရဲ့အမွေးကြိုင်မဟုတ်ခရစ်တော်ရဲ့အမွေးကြိုင်အဲ့ဒီနှုတ်ကပတ်တော်နှစ်ကောနှစ်14 15မှာဖတ်တဲ့အခါမှာတွေ့ရမှာဖြစ်တယ်နော်ထိုသခင်ကိုသိခြင်းရဲ့အမွေးကြိုင်ဒီငါတို့အဖြစ်အယိုက်ကြတော့နိုင်နှံ့ပြားစေခြင်းကလကောင်ပြုတော်မူသောဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းရှိစေတည်းဒီနေ့ခရစ်တော်ရဲ့အမွေးကြိုင်ကကျွန်တော်တို့အဖြစ်အယိုက်ရတော့နိုင်နော်နှံ့ပြားဖို့အတွက်ဖခင်ကလောကမှာထားတာဖြစ်တယ်အာမင် ခုနပြောတဲ့ဖြောက်မှတ်ခြင်းအဝတ်တစားကက်တင်ခြင်းအဝတ်တစားဒီနေ့ကက်တင်ခြင်းအဝတ်တစားလို့ပြောတဲ့အခါမှာကက်တင်ခြင်းနှမျိုးရှိတယ်နော်ကျွန်တော်တို့ထောင်ရကက်တင်ခြင်းယေရှုကိုယုံကြည်တာနဲ့ကက်တင်ခြင်းရတဲ့နောက်တစ်ခု daily salvation ဆိုတဲ့နေ့စဉ်ကက်တင်ပေးနေတဲ့ကက်တင်ခြင်းကျွန်တော်တို့နေ့တိုင်းလိုအပ်တယ်ကျွန်တော်အသကြီးတာမမာနရှိတာနော်ကျွန်တော်ရဲ့သွေးသားဇာတိကနေနေ့တိုင်းကယ်မပေးတဲ့ တခင်ရဲ့ကဲ့တင်ခြင်းအဝတ်တစားလိုအပ်တယ်။ဒါကြောင့်တစုံတစ်ခုကျွန်တော်ရဲ့တရမဆွဲချတော့အရာကိုတခင်ယေရှုကိုရောကိုကျွန်တော်လိုအပ်တယ်ဆိုမှတခင်ရဲ့ကဲ့တင်ပေးတဲ့အဝတ်တစားကိုကျွန်တော်တို့အမြဲလိုအပ်တာဖြစ်တယ်။အာမင်။နှိမ်ချခြင်းအဝတ်တစားချစ်ချင်းမေတ္တာတစားတို့ပီတီတဲ့။အများကြီးရှိတဲ့တောက်တောက်တောက်သူကချသွားတာ။ဒါနဲ့ပြီးသွားတာမဟုတ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာတခင်ကကျွန်တော်တို့ကိုနေ့တိုင်းသူ့ရဲ့ နော်ပြေဝစုံလင်တဲ့သူ့ရဲ့အသက်နဲ့တဘောတဘာဝမှာကျွဲဝခြင်းတွေကိုကျွန်တော်တို့ကိုအလှဆင်ပေးနေတာဒီနေ့ထို့အလှအထဲမှာတပြေးပြေးတိုးပွားဖို့ရအတွက်ဖခင်အလိုရှိတယ်အာမင်အဲ့ဒီအလှဟာဖခင်ပဂတိဖခင်ရဲ့အလှတိုးပွားခြင်းဖြစ်ပါတယ်အတွင်းအလှကအပြင်ကိုပါထင်ရှားလာခုနကျွန်တော်ပြောတဲ့အတိုင်းပဲဟိုးအပြင်မှာအစတုန်းကကြည့်ရတာတိတ်အဆင်မပြေနဲ့ ဆက်ဆံတဲ့အခါကျတော့လေအတွင်အရာလှတဲ့အခါကျအဲ့ဒီပုံကလေတရက်ပြတရက်ကြည်လေလေသူ့ရဲ့အရင်တော့ကမြင်တဲ့အမြင်နဲ့မတူတော့ပိုးပြီးမှတော့လှပတင့်တယ်လားအေးအဲ့ဒါတော့ဒါကြောင့်ခုနကျွန်တော်တို့ဖတ်သွားတဲ့အတိုင်းပဲအတူရင်အလှကို အပြင်လိုက်မြင်ရခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်တာသမီတယောက်ချင်းစီတိုင်းဖျားသာသမီတယောက်ချင်းစီတိုင်းအတူရင်အလှကိုအပြင်မှာမြင်ရတဲ့ သူတို့သမီးတွေဖြစ်ပါစေအာမင်သခင်ယေရှုကိုရောကိုချစ်ပါ၏အာမင်